အာဒီယောင်နာဟာလေကြောင်းနဲ့တက်ရှူလမ်းကြောင်းဆိုင်ရာယောဂပိုးတွေဖြစ်တဲ့ bacteria ပိုးနဲ့ virus ပိုးတွေဝင်ရောက်ခြင်းကြောင့်ဖြစ်ပေါ်တာပါ။အာဒီယောင်နဲ့အခါမှာအာဒီမှာရောင်ရမ်းပြီးဖောင်းကားနေမယ်လေကြောင်းနာမယ်အစာမျိုးချရင်နာကျင်တာဖျားတာကိုပူတာအတန်ဝင်တာအသက်ရှူတာခက်ခဲတာနားကိုက်တာခေါင်းကိုက်တာချောင်းဆိုးတာစတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ရောက်တာဆိုရင် သူ့ဘာသာသူတက်တာသွားစေနိုင်တော့လဲဗက်တီးရီးယားပိုးဝင်တာဆိုရင်တော့ပရိစီဝါဆေးလို့ခေါ်တဲ့ပိုးသက်ဆေးတောက်ဖို့လိုအပ်လာနိုင်ပါတယ်။အယောင်ကျဖို့နဲ့နာတာတက်တာဖို့အတွက်ကတော့စတီရိုက်မပါတဲ့အယောင်ကျဆေးဖြစ်တဲ့ Ibuprofen ကဲ့သို့အယောင်ကျဆေးတွေကိုအသုံးပြုရင်တက်တာစေနိုင်ပါတယ်။အာဒီယောင်နာကို ထိရောက်စွာကုသဖို့ဒါမှမဟုတ်ယောဂလက္ခဏာတွေတက်တာအောင်လုပ်လို့ရတဲ့အင်ွင်နီလန်းလေးတွေများစွာရှိပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ PAD channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမရေးအလားပါနဲ့အာဟာရဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ဒီ channel လေးကိုလည်းလိုက်ရန် subscribe လုပ်ပေးခဲ့ပါအောင်ရှင်။နံပါတ်1ကတော့စာရင်နှွေးဖြင့်ပြုလုပ်ခြင်းတာပါ။ ။စားရင်နှွေးဖြင့်ပလုတ်ချင်းပေးမယ်ဆိုရင်လက်ချောင်းနာတာအာဒီရောင်နာချောင်းဖြစ်တဲ့နာကျင်မှုကိုသက်သာစေပါတယ်။စားရင်နှွေးဟာအယောင်ကျစေပြီးတော့ယောဂဘိုးတွေကိုလည်းရောပသွားစေပါတယ်။ရင်နှွေးဖန်ခွက်တစ်ခွက်ထဲကိုစားလက်ဖက်ရည်စွန်းတဝက်ဒါမှမဟုတ်လေးပုံပုံတစ်ပုံထည့်ပြီးတော့စားကိုပျော်အောင်ဖြော်ပြီးတော့စက္ကန့်တော်တော်လေးကြာအောင်ပလုတ်ချင်းပေးပါ။ပြီးရင်အလုံးထွေးထုတ်ပြီးတော့ပုံမှန်ရေနဲ့ဆေးလို့ရပါတယ်။ဒီနေ့ကို3-4ချိန်လုပ်ပေးလို့ရပါတယ်။တိတ်နာကျင်နေရင်လည်းလိုအပ်တယ်လို့လုပ်ပေးလို့ရပါတယ်။ နံပါတ်1ကတော့ငုံစေးပြားတွေကိုငုံတာပါ။ငုံစေးပြားတွေကလက်ချောင်းနာရာကိုတက်တာစေဖို့အကူအညီပေးပေမဲ့အားလုံးကတော့အာနိသင်တွေမတူကြပါဘူး။တချို့စီးပြားတွေမှာတဘာဝအတိုင်းအယောင်ကျစေတဲ့ဂုဏ်သတ္တိတွေဒါမှမဟုတ်နာကျင်မှုကိုတက်တာစေနိုင်တဲ့ပစ္စည်းတွေပါဝင်ပါတယ်။ငုံစီးပြားအများစုကတော့လေချောင်းနဲ့အာတိမာဖြစ်တဲ့ရာယာနာတွေနဲ့စိတ်ကတိကောင်ဖြစ်တာတွေကိုတက်တာစေနိုင်ပါတယ်။ခလေးတွေမှာဆိုရင်တော့လေချောင်းမှာနင်တာတီးတာတွေဖြစ်နိုင်တဲ့အတွက်ငုံစီးပြားတွေမတုံးသင့်ပါဘူး။ ငုံစည်းပြားတွေအစား throw spray လို့ခေါ်တဲ့လက်ချောင်းသုံးဖြန်စီကိုအသုံးပြုပြီးတော့နာကျင်ရောင်ရမ်းနာကိုတတ်တအောင်လုပ်နိုင်ပါတယ်။နံပါတ်3ကတော့ပြားလက်ဖက်ရည်ပါ။လက်ဖက်ရည်လိုမျိုးပူပူနွေးနွေးဖြော်ရည်တွေကအာတိရောင်နာနဲ့လက်ချောင်းနာကျင်ကြောင့်ခံစားနေရတဲ့မသက်မသာဖြစ်မှုကိုရှင်းချပေးနိုင်ပါတယ်။ ပြားရည်မှာပြင်းထန်တဲ့ဘက်တီးရီးယားပိုးတွေကိုသိစေနိုင်တဲ့အာနိသင်ရှိပြီးတော့ရင်နွေးတွေကိုပြားရည်ထည့်တောက်ပေးမယ်ဆိုရင်အာတိယောင်ခြင်းကိုဖြစ်စေတဲ့ပိုးမွှားတွေကိုကုသရမှာလည်းအထောက်အကူပြုပါတယ်။ဒါအပြင်ပြားရည်မှာချောင်းဆိုးတာကိုတတစေနိုင်တဲ့အာနိသင်လည်းရှိပါတယ်။ပြားလက်ဖက်ရည်ဖြော်တဲ့နေရာမှာရေဘူးကိုမတုံးပဲရေနွေးနဲ့ပျော်အောင်ဖြော်ပေးရမှာပဲ။ တချို့သောလက်ဖက်ရည်အမျိုးအစားတွေကအိမ်တွင်းအကူထုံးအနေနဲ့အသုံးပြုနိုင်တဲ့အကျိုးကျေးဇူးများစွာရှိပါတယ်။ဥပမာဂျင်းလက်ဖက်ရည်ဆိုရင် ပြင်းထန်တဲ့ရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ နံပါတ်၄ကတော့ရေခဲချောင်းနဲ့ရေခဲတုံးလေးတွေကို သုံးတာပါရေခဲကိုသုံးပြတဲ့အခါမှာအအေးဓာတ်ကသွေးလက်ပတ်မှုကိုကောင်းစေတဲ့အတွက်အာသီးရောင်ချင်းချောင်းဖြစ်တဲ့နာကျင်နာရောင်ရမ်းနာတွေကိုအရေးပေါ်ယာယီသက်သာရာရစေပါတယ်ရေခဲချောင်းရေခဲတုံးလိုမျိုးအေးခဲထားတဲ့အစားအစာတွေကတခြားအင်းရင်းနီးလန်းတွေကိုသုံးဖို့အဆင်မပြေတဲ့ခလေးတွေအတွက်တော့အဓိကအထောက်အကူပြုပါတယ်အသက်ကြီးတဲ့သူတွေနဲ့အွယ်ရောက်ပြီးတဲ့သူတွေမှာလည်းရေခဲတုံးကိုစုပ်ပေးခြင်းဖြင့်နာကျင်မှုကိုယာယီတက်တာရရစေပါတယ်။ နံပါတ်5ကတော့ humidifier အဆိုဓာတ်ထိန်းဆက်ကိုအသုံးပြုတာပါအဆိုဓာတ်ထိန်းဆက်တွေကလေထုခြောက်တွေ့တာကိုရွက်ကြစေသလိုအာသီးရောင်တဲ့အချိန်မှာဂရင်းခြောက်တွေ့ပြီးတော့လေချောင်းနာတာကိုသက်သာစေပါတယ်ခြောက်တွေ့တဲ့လေကိုရှူလို့ရှိရင်လေချောင်းခြောက်တဲ့အတွက်လေချောင်းရရန်စေနိုင်ပြီးတော့အဆိုဓာတ်ထိန်းဆက်တွေကလေထဲကိုအဆိုဓာတ်ပြန်ဖြည့်ပေးခြင်းဖြင့် လက်ချောင်းနာတာနဲ့အာသီးရောင်ချင်းချောင်းခံစားရတဲ့မသက်မသာဖြစ်မှုကိုလျှော့ချပေးပါတယ်။ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အာသီးရောင်ချင်းအတွက်တော့ Comis Humorifier ကအထူးသင့်တော်ပါတယ်။အာသီးရောင်နာ မသက်မသာမခြင်းညာဘက်အိတ်ချိန်တွေမှာအဆိုးတထင်းဆက်ကိုလိုအပ်တယ်လို့ဖွင့်ထားပေးပါ။ဒီလိုဖွင့်ထားပေးခြင်းဖြင့် နက်အိပ်ရာထားတဲ့အချိန်မှာတညလုံးလက်ချောင်းနဲ့ကရင်တွေခြောက်သွေ့ခြင်းကြောင့်ဖြစ်တဲ့နာကျင်မှုကိုတတရာရရှိပါတယ်။အကယ်၍အစ်စ်မှာအဆိုးတက်ထိမ့်ဆက်မရှိရင်လည်းအမြန်တတလို့ရင်ရေနွေးနွေးလေးနဲ့ရေချိုးပေးတာဒါမှမဟုတ်ရေနွေးငွေ့ရှူတာဟာယောဂါလက္ခဏာကိုလျှော့ချပေးနိုင်တဲ့စိုးထိုင်းစာကိုပေးဆွနိုင်ပါတယ်။တချို့ယောဂါလက္ခဏာတွေကဆရာဝန်နဲ့ပြသပြီးတော့လိုအပ်တဲ့ကုသမှုခံယူသင့်ပါတယ်။ လက်ချောင်းနာခြင်းနဲ့အာတိယောင်ခြင်းကိုဖြစ်စေနိုင်တဲ့တချို့သောဗက်တီးရီးယားပိုးမွှားတွေက pre-sewa ဆေးလို့ခေါ်တဲ့ပိုးသက်ဆေးတွေလိုအပ်နိုင်ပါတယ်။ဆရာဝန်နဲ့ပြသဖို့လိုအပ်လာတဲ့လက္ခဏာတွေကတော့ဖျားတာ၊လက်ချောင်းနာတာ၊၄ရက်ကြာတာတောင်မသက်သာတာ၊ပင်မနှွမ်းနယ်နေတာ၊အစာမျိုးချရခက်ခဲနေတာ၊အစာမျိုးချတဲ့အချိန်မှာနာကျင်တာ၊အကျိတ်တွေရောက်နေတာဒီလိုလက္ခဏာတွေဖြစ်ရင်ဆရာဝန်နဲ့ပြသသင့်ပါတယ်။ အာဒီရောင်တဲ့အခြေအနေများစုကများသောအားဖြင့်တော့မြင်မြန်ပြန်သက်သာကြပါတယ်။ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အာဒီရောင်နာကရေမြများတောက်မယ်၊သေချာအနားယူမယ်ဆိုရင်3-4ရက်အတွင်းသက်သာလာပါလိမ့်မယ်။ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့အာဒီယောင်နာကတော့ပျောက်ကင်းဖို့တစ်ပတ်လောက်ကြာနိုင်တော့လဲလူတော်တော်များများကတော့ပရိစီဝါဆေးတွေတောက်ပြီးတရက်ဒါမှမဟုတ်တရက်ထက်ပိုကြာပြီးရင်တော့သက်သာသွားနိုင်ပါတယ်။ အာဒီရောင်နာ ပြင်းထန်နေပြီဆိုရင်ရှာရှာပါပါတချို့အခြေအနေမှာအာဒီရောင်နာဟာထပ်ခါတလဲလဲဖြစ်နေတယ်ဆိုရင်ဒါကိုကုသဖို့အတွက်တော့အာဒီကိုခွဲစိတ်ဖယ်ရှားတာအာဒီဖြတ်တာကိုပြုလုပ်ရပါတယ်။ခလေးတွေနဲ့လူကြီးတွေမှာဆိုရင်အာဒီဖြတ်ပြီး၁၄ရက်အတွင်းမှာအပြည့်အဝပြန်လဲကောင်းမွန်လာပါတယ်။ ယခုဖော်ပြပေးခဲ့တာတွေကတော့အာဒီယောင်နာကိုတတစီတဲ့အိမ်တွင်းကုထုံးလေးတွေနဲ့အာဒီယောင်နာနဲ့ပတ်သက်ပြီးတော့တိထားတဲ့ဇမ္မာရေးပဟုသုတလေးတွေကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ Like and Subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်။အားလုံးပဲဇမ္မာချမ်းသာအသက်ရှိကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။